ကလေးတွေထိုးကျွေးတယ်လေမင်းတို့စက်တိုင်းကိုလိုကျွေးဆိုတော့ထိမ့်ပဲရှိလားလို့ဟမ်အဲ့ဒါခွေးစကားလေးအဲ့တော့မင်းတခုံးပြောလိုက်ကြီးနောက်ဆိုမှတ်ထားကြဆုံးပြီလားတတိလေးပါရလို့ပေါက်ပြက်ပြောလို့မဆိုငါပြောရစကားလေးမှတ်လားအော်ငါမဟုတ်တာပြောရင်ငါမေခွေးမှဖြစ်တော့မယ်ငါမေနွားမှဖြစ်တော့မယ်အဲ့လိုလေးတတိရတယ်အဲ့ဒါဆိုရင်မင်းနဲ့တော်လာလိမ့်မယ်ဟေ့ယောချစ်ပိတ်တဲ့ကြည်မြောင်းမိတ်မင်္ဂလာပါဂျက်စ်ရိုရှန်ကနေတနခါလေးနဲ့ပြောလဲကျူဆိုလိုက်ပါတယ်အခု just နဲ့တို့ကြမ်းမဲ့ထုတ်တဲ့လေးတွေကဘောမကြောင်စိုးကိုကိုစင်မဆုံးမလိုက်တဲ့ video reaction လေးတွေ just နဲ့တို့ကြည့်ရမှာပါတယ် ဟုတ်ပြီထောင်ဆန်တဲ့ဂျက်စနဲ့တို့ဆောင်တဲ့လက်ပါကျေချုပ်ပြပေးကြပါရစေ။ကဲဆက်လိုက်ကြ။ Let's go ။စစ်ကောင်စီဝါဒဖြန့်တဲမှာဒီကျော်စိုးဘလောက်ထိဖန်ကြလဲဆိုတော့ကျွန်တော်လက်တွေ့ပြမယ်။ဒီပဲဖြစ်စဉ်ဖြစ်တဲ့အတိမှာကျော်စိုးဦးရဲ့တစဉ်ဦးရဲ့ဇော်ဘုံဖိန်းတုံးယောက်ကခွေးသားတော့ဘီလိုဖိုင်တစ်ခုတင်လာအဲ့မှာကျော်စိုးဦးကဘာပြောလဲဟုတ်တယ်ဗျာအမစစ်သွင်းကြရရှင်းလိုက်တာဘာဖြစ်ညာဖြစ်သူပြောခဲ့အခုနောက်ထပ်ဘီလိုဖိုင်တစ်ခုတက်လာသူဘာပြောလဲကျွန်တော်တို့တို့ကြည့်ပါနော်အားလုံးကလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့ကမေလာ7ရက်နေ့ပါအဲ့တော့ကျွန်တော်ဒီနေ့ ဟိုတရင်တပုတ်ကိုကျွန်တော်တို့စူးစူးဝါတွေ့လိုက်ရတာပေါ့အဲ့တော့ကျွန်တော်တို့ဒီပဲရင်းမျိုးနဲ့ဒီပဲမျိုးနဲ့အိုးထိန်ခွင်းရောက်မှဖြစ်သွားတဲ့အခြေအနေအဲ့တော့ဒီဒီ UI ရဲ့ဒီနေရာကဒီဘူးတလင်မျိုးနဲ့ဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီပဲရင်းကြားမှာတည်ရှိတယ်ဒီ viewer လမ်းမကြီးရဲ့ဘေးနဲ့တော်တော်လှမ်းတယ်ပေါ့ဗျာတော်တော်လှမ်းတယ်ဒီပဲရင်းနဲ့လည်းတော်တော်လှမ်းပါတယ်ဒီကောက်ကကျွန်တော်ဒီဘူးတလင်မျိုးနဲ့ဒီဆိုင်ပြင်းကြီးရွာနဲ့ဆိုင်ပြင်းကြီးရွာကြီးပေါ့ဗျာမရွာကြီးပါတွားလို့ပြပါတယ်အဲ့ဒီအဲ့ဒီဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီဒီပဲရင်းကြားပေါ့ကြားတော့မှကျွန်တော်အတွင်းတော်တော်ရောက်ပါတယ်လမ်းမကြီးအောက်ထက်တော်တော်ရောက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစာတင်ကြောင်းကိုတက်တာဖုံးကျဲလို့ကလေးငယ်တွေများစွာသိရဆိုပြီးတော့ အကြံဖတ်ပြီးတော့စစ်သွေးရမီဒီယာတွေပါတော့တော်တော်လေးရေးသားတွေ့ရပါတယ်ကျွန်တော်တို့နောက်ဆုံးအဲ့ဒီကျေးရွာမှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နံပါတ်ထည့်မပြောတော့ပါဘူးကျွန်တော်ပြောရင်သူ့ရဲ့အတက်အန်တွေဆက်ဆက်တဲ့အခြေအနေရှိနိုင်တဲ့အတွက်ကြောင့်အဲ့ဒီဂျောမာကအကြံဖတ်သမားတွေကဒီစာတင်ကြောင်းရှိတယ်စာတင်ကြောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်နက်ခဲရန်တွေခဲရန်တွေထည့်ထားတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ထားတယ်လက်လုံမိုင်းတွေထည့်ထားတယ်တစ်ဖက်မှာကဒီလက်လုံမိုင်းတွေတစ်ဖက်မှာကကျွန်တော်တို့ဒီသူတို့စာတင်ကြောင်းတွေကြောင်းတွေဖွင့်ထားဝဲသူတို့သဘောပေါ့အဲ့တော့တစ်ဖက်ကဒီခဲရန်တိုက်ကပေါက်သွားတာခဲရန်တိုက်ပေါက်သွားတယ်အပြင်ကျွန်တော်တစ်ဖက်မှာကျခဲရန်တိုက်ပေါက်သွားတယ် ဲ့ဒီခရီးတိုင်းရဲ့အပေါင်းရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့သိဆုံးနိုင်ဖြစ်သွားတာကျွန်တော်ပြောမယ်ပေါက်ပွဲစဉ်တက်တဲ့အရာတစ်ခုကအခန်းထဲကနေပေါက်မှဆိုရင်အမိုးကြီးကတို့ပွတ်ထွက်မယ်အပြင်ကိုပွတ်ထွက်မယ်နိုင်ရည်အပြင်ကိုပွတ်ထွက်မယ်နော်ဟုတ်ပါတယ်နော်လက်ရှိအဲ့ဒီဘုံကျဲတဲ့ဖြစ်စဉ်မှာအခန်းလေးကိုကြည့်ပါအပေါ်ကနေကျလာပြီးတော့ကွဲချတဲ့အာမျိုးဟုတ်ပါတယ်နော်ကျွန်တော်ပြောတဲ့စကားနှစ်ခုနှိုင်းရှင်းကြည့်ပါအဲ့တော့သူပြောသလိုခဲရန်တိုက်ထားလို့ကွဲမယ်ဆိုရင်အောက်ကနေအပေါ်ကိုပွတ်ထွက်ရမယ်ဘေးကိုပွတ်ထွက်ရမယ် နော်အခုလက်ရှိပွဲထားတာဒီအပွားနေကြပြီးတော့ပွဲထားတဲ့အရာအားလုံးနဲ့တွေ့ပါမှာနော်အဲ့တော့လက်နဲ့ခရံတိုက်ထားတယ်ဆိုတဲ့တက်တွေကိုလည်းပြပါအခုလက်ရှိဘောမတွေဖွင့်နေတဲ့ဗီဒီယိုဖိုင်အဘယ်ကဗီဒီယိုဖိုင်လဲမသိဘူးဘာဖြစ်လို့လဲအဲ့ဒီခရံတွေထားတဲ့သူတို့ပြတဲ့ဗီဒီယိုဖိုင်မှာ VPC ပိုက်တွေတခန်းတခန်းတော့အပြည့်ပဲအခုလက်ရှိဖြစ်သွားတဲ့ဖြစ်စဉ်မှာဘုံပွဲဝါနဲ့အခန်းမှာ VPC ပိုက်အခွန်တွေတွေ့ရပါလားသူတို့ပြောတယ်လို့အဲ့ဒီခရံတိုက်ကကွဲလေအဲ့ဒီသူတို့ပြတဲ့ဗီဒီယိုဖိုင်ကအဲ့ဒီကြောင့်ကဗီဒီယိုဖိုင်ဆိုရင် ဲ့ဒီ VPC ဘက်အပိုင်းအစတွေကလဲဆဲနေရမယ်အစတစားတော့တွေးပါလားအဲ့ဒါအဖြစ်ပဲနော်ငင်းနေကြမလို့ရုပ်တိရှိတဲ့အရာတွေနဲ့တိုင်းထွာကြည့်လိုက်တာနဲ့အောင်းနောက်ရှိတဲ့လူတိုင်းတိတယ်နော်ဆက်ပြောပါဟုတ်တယ်လက်ရှိလက်ရှိလက်ရှိကျွန်တော်ဒီနာဆာကအစိုးရနဲ့ဒီနိုင်ငံကအဖွဲ့အစည်းတွေဒီတန်တမန်ကြီးကအရင်ကြီးကျွန်တော်နီးနီးကက်တွေရှိလာတယ်နီးနီးကက်တွေရှိလာတဲ့အခါမှာဒီအချမ်းပတ်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါတို့အကြံကြီးကောင်းကောင်းနဲ့ဒီ စတဲ့ရောင်းတဲ့မိုင်းတွေထည့်ပြီးတော့ကျွန်တော်ကလေးတွေလာချင်းမိုင်းခွဲတာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အဖေအမေရဲ့လူဆိုရင်လူစကားပြောကြစို့ဝေးနော်ကလေးတွေကိုအစတဲ့ရောင်းတဲ့ထည့်ပြီးမိုင်းခွဲတယ်ဆိုတော့အဲ့ဒီကလေးတွေမှာအဖေအမေညီကိုမောင်နှမဦးမင်းသားချင်းဆိုတာရှိတယ်နော်တော်လိုင်းအင်အားစုဘက်ကလူတွေကအဲ့ဒီကလေးတွေကိုဒီထဲထည့်ပြီးသူတို့မိုင်းခွဲအဖေအမေရဲ့ဦးလေးအကိုညီမောင်နှမဦးမင်းသားချင်းတွေအဲ့ဗဇက်ပေါက်တွေကပိတ်ထားလို့မရဘူးဒီနေ့ခေတ်ကြီးမှာကျွန်တော်ပြောတာဟုတ်လားမဟုတ်လားယုံကြည်ရှိလားမရှိလားစဉ်းစားနော်ဟုတ်တယ်မလားနော်အဲ့တော့ ကျော်စိုးပြောတဲ့စကားဘယ်လိုစကားလဲဘယ်လိုပောက်ပိုင်းလေးစအဲ့လိုထည့်ယူခွဲလို့ရတာမင်းတို့မိသားစုတွေဘက်မှာအဲ့လိုပဲလုပ်ချင်တယ်သူများသားမိခေါ်ပြီးလုပ်လိုက်ရတာစဉ်းစားလေဘာမှတင်တာတယောက်တည်းမဟုတ်ဘူးလေအယောက်ပေါင်းတယောက်ဆိုတင်တာအဲ့ဒီတယောက်မှပဲခလေးတယောက်မှပဲသူ့မှာအဖေရှိမယ်နော်ညီကောင်မောင်မရှိမယ်ဦးမင်းသားရှိမယ်ဘာကြီးဘာတွေရှိမယ်အဲ့ဒီလူတွေပါဇက်ပေါက်အားလုံးကခလေးတယောက်မှလည်းအ ਨੇ ဆုံးပါဇက်ပေါက်က၅ပေါက်လောက်ရှိမယ်နော်ဆယ်ယောက်ဆိုရင်အပေါက်90ရှိမယ်တကယ်မင်းတို့ပြောတဲ့လူကခလေးတွေကိုစာတင်ကြောင်းနဲ့ထည့်ပြီးအဲ့လိုခွဲတယ်ဆိုလို့ရှိရင်နော် အဲ့ဒီပါဇက်ပေါက်တွေကဒီတိုင်းငိမ့်နေမှာလားစဉ်းစားလေလူဆိုရင်လူစကားပြောရတယ်ပေါက်ပန်းလေးတွေဘယံမလာတွေနာနိုင်ရေးပြီးရွှဲပြောအဲ့အောက်ဒန်းလာတွေပြိဿတွေနော်နောက်ပြီးတော့မင်းတို့နတ်စကအစိုးရတန်တမိုင်းဒီဒီကက်ကက်ရှင်ဆိုဘယ်နိုင်ငံများမင်းတို့စစ်အခုမင်းတို့အာဏာသိမ်းတာ၄နှစ်ကျော်၅နှစ်ပြည့်ပြီမင်းတို့ကိုထောက်ခံပါတယ်ဆိုတဲ့တရုတ်နိုင်ငံနိုင်ငံတော်အစစ်အတွက်ဆုံးရပြီလားအဲ့ဒီတရုတ်နိုင်ငံမင်းတို့စစ်တပ်မြန်မာပြည်ကအာဏာသိမ်းတဲ့ဒီစစ်ကောင်စီကမြန်မာပြည်ရဲ့အစိုးရဘာလို့တတ်မှတ်ပေးလိုက်ပြီလားမင်းတို့ရက်ရှားအခောက်အခါကငါးကောက်ရှိပြီးတွားနေတာ နော်ဟိုတစ်ခေါက်ကမှဘူဒီနဲ့တွေ့ခွင့်ရတယ်အဲ့ဒီရုရှားကိုမင်းတို့စစ်ကောင်စီဟာမြန်မာနိုင်ငံတရားဝင်အစိုးရဘာလို့တတ်မှတ်ပေးလိုက်ပြီလဲဆောက်ရှက်ရှိနေတိလားဗျမ်းပလာတွေဖုံးရှင်းထောင်ပြီးမပြောနဲ့နော်ဒီနေ့ခေတ်လူတွေကလည်းအကုန်လုံးက brain ရှိတယ်နော်ကိုတွေထက်ကိုအတီတရားမြင့်တဲ့လူတွေအများကြီးရှိတယ်မင်းတို့ဗီဒီယိုတွေငါတို့ဗီဒီယိုနားထောင်နေတဲ့နေရာမှာကိုယ့်ကိုယ်ပဲဆရာကြီးလို့မထင်နဲ့ကိုယ့်ထက်အတွင်းခေါ် level မြင့်တဲ့လူတွေအများကြီးရှိတယ်လောကကြီးနော်စောက်ဘောဖြစ်ပြီးတော့ထမင်းတက်လို့စားဖို့အတွက်ဘဝကြီးကိုအဆုံးမခံနဲ့တိလားနော်အထိတ်ပဲရှိတဲ့အရာကိုလို့ တတိရှိရှိရှင်ပြန်ယောက်ျားပီတာဆာရှင်တိုင်းမင်းတို့လည်းမင်းတို့စစ်တပ်ဘက်ကိုနိုင်စေရှင်တယ်ငါတို့လည်းငါတို့တော်လိုင်းဘက်ကိုနိုင်စေရှင်တယ်ဒါပေမဲ့အောက်တန်းကျတဲ့မင်းနဲ့မရှိပြန်နဲ့နော်ယောက်ျားတွေမှာကိုယ့်ကိုယောက်ျားလို့တဘောထားတဘောမထားရင်တော့ပြောတတ်ဘူးနော်ငါတို့လည်းကိုယ့်ကိုယောက်ျားလို့တဘောထားတယ်တိလားယောက်ျားပီပီတာဆာမရှိတယ်ပေလဲပေရဲငါတို့ကရှုံးနေတဲ့ရှုံးဝင်ခံရဲအဲ့တော့မရှုံးရင်တော့ငါတို့နိုင်အောင်ငါတို့တိုက်ဒါပေမဲ့မရုံအောင်အောက်တန်းမကျဘယံမလားမဟုတ်တော့မဟုတ်တော့ဘူးဖာမကျတိလားဘာကိုယ့်ကိုတန်မှုထားတယ်မင်းတို့လည်းကိုယ့်ကိုယောက်ျားပီတာလူပီတာကိုယ့်ငွေနဲ့အဖေအမေဆိုရင်ယောက်ျားပီပီရှင်နေနော် တပြုတ်တက်မလို့တော့ဒီကနေ့ဒီဘိန်းကိုဘုံကျက်တာလုံးဝမရှိဘူးတက်မလို့လုံးဝဘုံကျက်တာလုံးဝမရှိဘူးသူပြောရနော်တက်မတော့ဘုံကျက်တာလုံးဝမရှိဘူးလေဒါမှနားမကြည့်ပါအဲ့မြအောင်ရှင်းတာရှင်းပလိုက်တာကရှင်းပြောရင်ဒါအကြောင်းလားမရှိဘူးအကြောင်းသားမရှိဘူးစစ်ပေးသွားတယ်ရှိလို့ရှင်းတာတော်သူကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အတက်ကဒါနဲ့ပဲစီမံချောရမှာကျေးဇူးပါဗျာအကြောင်းအရာအဲ့ဒါကဘုံကျဲတဲ့နေပါသူရဲ့ဇော်ဘုံအင်းရဲ့ဒဇင်ဦးရဲ့2 plus 1စွန်းနေတဲ့အချက်နော် ဒူပလဝမ်းဆွဲနေတဲ့အချိန်မှာမူးကြောင်မူးကြောင်နဲ့ပြောခဲ့တဲ့စကားနော်ဒီမှာကြည့်လိုက်တဲ့ဒါတော့အရက်ဘိုးတစ်လုံးတော့ကုန်မပြီးအရက်နှလုံးထောင်လာတယ်စလုံးကတော့လက်လေးလုံးတော့ကျန်တယ်တစ်လုံးကအပြစ်ตายရနေတာဟိုမှာရှည်တန်းမှာစစ်သားတွေရဲနေတော့အပိန်ခံတိုက်နော်အဲ့ဒီအချိန်မှာသူပြောခဲ့တဲ့စကားအခုလုံးဝပုံကျဲမှုမရှိဘူးစက်ရက်ပိုင်းအတွင်းမှာတင်ဒီအကြောင်းအရာတစ်ခုတည်းကိုအခုတည်းကတော့ကြာတယ်ပြောဖာကြရဲရောက်ကြဖာတယ်ဟဲ့လားမှတ်ထားမင်းတို့စစ်တပ်ကကောင်တွေဘယ်လိုကောင်မျိုးတွေကိုဘယ်လိုအုံနောက်အတိတ်တွေအားပေးလဲတော့မသိဘူး တိလားဒီကောင်မျိုးတွေအဖာကြတယ်ငါတို့ကဘာလို့ဆိုတော့ online ဘက်ကပြီးမိမပြီးသူအားလုံးကဒီကောင်မျိုးလူလို့မတတ်မှတ်ထားဘူးအာယုန်လည်းမထည့်ဘူးစင်းလည်းမထည့်ဘူးဝင်ပဲဆဲနေတာအဲ့တော့ဒီကောင်ကြီးစကားကိုလက်ခံနေတဲ့မင်းတို့ကိုဒီကောင်ကြီးအခုလို့ဘလောင်းပလင်လို့လဲဆိုတာမင်းတို့တို့ထောက်ခံနေတဲ့မင်းတို့ကိုနိုင်ကိုအဲ့တတ်တိုင်းဝိုင်းကိုပြန်ပြီးဂျင်းထည့်နော်အဲ့ဒါအဖြေပဲအဲ့တော့အကြမ်းဖက်တမားတဲ့ကိုရုံးပါတယ်တနေ့ထုံးချွလိုက်တော့ဗျာထုံးချွလိုက်တော့ဗျာနာဆာကလည်းတန်တမန်ကြီးကအကြမ်းဖက်တမားဖက်ရုံးပါတယ်ရှိရဲအတွေ့ဆုံးမှုရှိရဲရှိတဲ့ခါကျတော့ဒါတို့က အာဒီမှာဒီဒီနားစကားလူအကြမ်းဖက်ပါလေဆိုတော့သူကသိအောင်ခလေးထိုးကျွေးလိုက်တာရေမဲချက်ရှိလို့လုပ်လိုက်တာစာသင်ကျောင်းထဲမှာစာသင်ကျောင်းထဲမှာသူတို့မိုင်းတွေရှိတယ်သူတို့မိုင်းတွေရှိရှိတယ်အောင်သူတို့ကတစ်ဖက်မှာတစ်ဖက်မှာကျွန်တော်တို့ပေါက်ကွဲတော့လားမိုင်းကပေါက်ကွဲတော့သူတို့သူတို့ကိုလည်းပေါက်ကွဲတယ်နိုင်တယ်တောင်းဖို့ဒါဒီဂျာတီဟုအပူချိန်အောင်လေအားလုံးဒီပါလေခဲရတာသူကတတ်မှတ်တဲ့အပူချိန်နဲ့တတ်မှတ်တဲ့အနေထားမှာပဲထားတာသူတို့ကဒီခဲရတွေကိုကျွန်တော်ဖြုတ်လို့လဲတွေ့ရဲ့ခဲရတွေကျွန်တော်တွေ့ရဲ့အဒီအောင်မှာထားလို့မရအောင်ကျောင်းတယ်ကျောင်းတယ်ကျွန်တော်နေပြင်းနေတာကင်းလို့မရဘူးလောက်မှမရှိဘူးဒီ စကိုင်းတဲ့ဒေသကြီးအပူရင်အလုံးသိအတိုင်းအရာကိုပူတယ်ကျွန်တော်တို့နေဘက်မှာဆိုအပူရင်ကကျွန်တော်40ကျော်တယ်ဒီရည်ဆက်ချက်ကြော်တယ်ကြော်တဲ့ကကြတော့ဒီတွေ့ရအပူချိန်နဲ့တို့ထားရခရမ်းရဲ့ထားရပုံထားတဲ့နေရာနဲ့ကတ်သွားတဲ့အခါကျတော့ကျွန်တော်တို့ဒီပေါက်ကွဲသွားတာပေါ့ပေါက်ကွဲလို့ဖြစ်သွားတာအဲ့မှာကျွန်တော်ဟုတ်ခရမ်းနေပုံထားလို့ပေါက်ကွဲထားဖြစ်သွားနေဆိုရင်အဲ့ဒီအပိုင်းစရင် VPC ပိုက်တွေဒီဘုံခွန်နေနော်ဘာတခုတွေ့တယ်လို့အဲ့ဒီကွဲကွဲပြီးရှိအဲ့ဗီဒီယိုဖိုင်မှာတွေ့ကြတယ်ဟုတ်မင်းတို့တွေကကိုပြောတဲ့စကားတခုကငါဒီစကားကိုပြောလိုက်လို့အဲ့လိုမျိုးပြန်ထောက်လိုက်ဘယ်လိုလုပ်မလဲ မတွေးမိဘူးလေဘယ်ဟာမတာကိုပြောတော့မလဲဆိုရင်ကိုပြောတဲ့ဇာတ်ကပြပီရှိလေနေပြပီရှိလေကြတယ်ကွာဘာဖြစ်လို့ဘယ်ဟာမတာကြီးမင်းတို့ပြောတာလဲအမင်းတို့ပြောလို့ခဲရောက်ကုန်ထပ်ပေါက်မစအမှန်ရှိတဲ့အစစအဲဘောပလဲနေပြီလေအခုလက်ရှိဘုံပွဲမှုကမင်းတို့အဲ့ဒါတွေတွေးရတာဟမ်ဘူးပြစ်စိပိုက်တခုတွေးရတာဒုက္ခပဲကွာမင်းတို့လေအကိုကိုတန်မှုမဲ့အောင်မင်းတို့ကိုကိုတန်မဲ့လို့မကြတာနော်မင်းတို့ကြည်ဦးနဲ့ရှောက်ကောင်းလားအပေါ်ကနေအောက်ကိုကြာရတဲ့အစရယ်ကောင်းမဟုတ်တာအစရယ်ကောင်းအောက်ကနေမင်းတို့ထားတဲ့နေရာကအပေါ်ပြတ်သက်သွားတယ်ဒီပေါက်ကွဲသွားတဲ့အခြေအနေအဲ့လိုအခြေအနေဖြစ်တယ်ကွာ အပေါ်ကနေအောက်ကိုကြာတာအောက်ကနေအပေါ်ကြာအောက်ကနေအပေါ်ကြာတွတ်တယ်အကုန်လုံးလက်ဖက်ွားမှာလေအခုကအကုန်လုံးကြုံကြားထားရတာလေဘလို့ကြောင်းလိမ့်နေပြန်ပြီကြော်စိုးဘူးဟာဒီပြစ်စံမှားတာကောင်ကဒုက္ခပါပဲနော်ဘယ်ကောင်နဲ့ဘလို့ဒရီအောင်လို့အောင်လာမန်းပြီဘယ်ဥကနေဘလို့ပေါက်လို့ပေါက်လာမန်းပြီဘယံမလာနေကိုပစက်နေစီအရှောက်ပြောနေတော့တကယ်ဒါတော့ကျွန်တော်အကြမ်းဖက်တာတိတ်ကိုရှုံးပါလို့အာကြီးတနည်းအားဖြင့်အန်ဒီပြောတာလို့အာကြီးကိုယ့်ရဲ့နိုင်ငံရေးအာဏာပြောကျွန်တော်ကလေးငယ်လို့အကြမ်းဖက်မှအန်ဒီမဟုတ်ဘူးပြီလားနော်ပြည်သူတွေရွေးချယ်ထားတဲ့ CRPH ကိုယ်တိုင်ကအကြမ်းဖက်မှဒီနော် လက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီဘာလို့ကြီးညာထားတာတစ်ချက်နောက်တစ်ချက်ကတိုင်းပြည်ပေါ်မှာအကြမ်းဖက်တာဘယ်လိုလဲပြောပြမယ် PDF တွေတိုင်းသားအရာဝတ်စီစစ်ကြောင်းထိုးရလို့ရွာလုံးတို့ထွက်ပြေးရတဲ့ဒေတာခင်ဗျာတွေ့ဘူးလားကျွန်တော်ခဏခဏပြေးတယ်တွေ့ဘူးလားတကယ်တမ်းပြည်သူအကြမ်းဖက်နေပြေးရမယ်လေဟာ PDF တွေလည်းပြေးကြပြေးကြမြင်ဘူးလားဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးလို့အော်ဟင်ငိုယူအထုပ်ထုပ်နဲ့ကိုယ်ရောခလေးရောနွားရောလဲရောပြေးရတဲ့ရွာတရွာလည်းမဟုတ်ဘူးဒီရွာမှာ၅ရွာရှိ၅ရွာအောင်ပြေးရကျွန်တော်ပြောစရာမှားတယ် မဟုတ်လားအဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ့အကြမ်းဖက်နေတာဘယ်သူလဲတကယ်မင်းတို့စစ်တပ်ကပြည်သူအတွက်ကာကွယ်စောင့်ရှောက်နေတယ်ဆိုရင်အဲ့ဒီပြည်သူတွေမပြေဘူးလေဟာငါတို့တပ်မလုပ်နိုင်ကြုံမှာပေါ့နော်အဲ့တော့ဗစက်ကနေရှာရိုးမရှိတိုင်းဖားတယ်ပြည်လူမျိုးဝင်ကြီးထွက်ကြီးပြောကျင်နေပြောလို့ကရတယ်ဒါပေမဲ့လက်တွေအမှန်တရားကိုဖုံးဝယ်လို့မရဘူးနော်အဲ့တော့အကြမ်းဖက်ကမှအကြမ်းဖက်ကမှပြောင်းလိုက်တယ်ဆွဆွပြောတယ်ဒီဘက်ကမင်းတို့ပြန်ဆွဆွမှာပဲမင်းတို့ကလည်းဆွဆွမှာပဲတိုက်တယ်လို့ဆွဆွကြဒါပေမဲ့မင်းမင်းပကတိမှဖြစ်နေတဲ့အမှန်တရားတွေကိုတော့ဘယ်သူမှဖုံးမမြင်အောင်အဲ့ဒါအမှန်တရားတွေနော်အဲ့တော့တိုင်းကြီးရဲ့အကြမ်းဖက်ကဘာဖြစ်လဲ အင်ဂျီလာမင်းတို့အာနာသိမ်းထားတဲ့စစ်တပ်လားနော်စက်ပြောပါလားကျွန်တော်ချချမကြွေးတင်ပါလားခလေးလေးကျွန်တော်တို့ကဖုံးပြီးတော့ကျွန်တော်ချနေတယ်ဆက်ဆံပါလေချနေတယ်ဖုံးပြီးလည်းချနေတယ်ဆက်ဆံပါလေချနေတယ်ဆက်ဆံပါလေချနေတယ်လက်ရှိထောင်ထဲမှာစစ်ကောင်စီဖမ်းပြီးတော့ထောင်ချထားတဲ့တန်တာဘယ်လောက်ရှိပါလဲနော်စစ်ကောင်စီဒီအာနာတိမ်းပြီးမှတတ်ပလိုက်တဲ့ပြန်လည်တော်မူဝါတဲ့တန်တာဘယ်လောက်ရှိပါလဲစစ်ကောင်စီဘုံကျဲလို့ဘုံစမှန်ပြီးတော့ပြန်လည်တော်မူဝါတဲ့တန်တာဘယ်လောက်ရှိပါလဲ လက်ရှိစစ်ကောင်စီစာတင်ကြောင်းတွေကိုဖျက်ထားတာ300ကျော်ပါပြီအာဏာသိမ်းပြီးမှစစ်ကောင်စီဘုံပြဲချလို့ပြစ်စီရတဲ့စာတင်ကြောင်း300ကျော်ပါပြီနော်အခုအဲ့ဒီကောင်တွေက UNESCO ကိုလည်းပကံမှာပြည့်စည်ရတဲ့စာတင်ကြောင်းတွေအတွက်အကူအညီတောင်းမယ်။မြောက်ပြပြီးစံတောင်းပြီးဒီဇင်ဝယ်ဖို့ဟမ်ကိုရီးမသားတွေပြီးလားမင်းတို့မရတော့ဘူး။အဲ့လိုကြောင်းနေလို့မရတော့ဘူး။နော်အဲ့တော့တကယ်တော့ဟာပြီးတာဘာလို့လဲဆက်ပြောပါဟာနော်မင်းတို့ပြောမင်းတို့တခွန်ပြောတယ်ကလေးတွေကကိုယ်ဝန်တွေရတဲ့ချနေတာခဏကြည့်လိုက်ပါကလေးတွေကလားမေမေလာမကြောင်းတတ်မယ်လို့ အာစစ်ကောင်ကြောက်မှာကြောင်းမတက်ဘူးခင်ဗျားတို့ဆိုင်းဖို့ထောင်းခဲ့ကြတာပဲဒီကနေ့ဒီလုပ်တယ်ကိုခင်ဗျားတို့ဒီကနေ့လုပ်တော့နိုင်ငံကလေးတွေနိုင်ငံတွေကအသုံးချတာခင်ဗျားတို့ပဲရှိတယ်။အားစားကဒီမှာတနည်းအားဖြင့်ကျွန်တော်ဒီတက်မလို့ရအောင်တော့မှရှိတယ်ပြည်သူတွေခလေးတွေဆိုင်းဖို့ကင်ပြီးတော့ဘာလို့မှမထွက်ဘူး။ကောင်းပြီဆိုင်းဖို့ကင်မထွက်ဘူးဆိုအကဲထွက်ခိုင်းမယ်အဲ့ခလေးတွေအတက်အာမခံမင်းတို့ယူမလား။ကဲအခုအရွယ်ရောက်ပြီးတော့6တန်း8တန်းဆိုတော့အရွယ်ရောက်ပြီးတားတော့တမီးတို့လက်ရှိစစ်ပေါင်းစီကိုကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဆိုတော့ခလေးတွေထွက်ပြီးတော့သူတို့သူတို့စိတ်နဲ့သူတို့ဇာတ်လမ်းထွက်ပြန်မယ်။အဲ့ခလေးတွေကိုလက်ဖျားနေတာမတို့ပါဘူးကိုမင်းအာမခံလား။ မင်းအမေဖားတယ်ဟောအမခံတာထွက်တော့ရင်ဖမ်းရစီမယ်လေပြစ်တက်ခံစီမှာဘလို့ထွက်မလဲလို့တကယ်ရင်ထဲကဆန္ဒထွက်ပြောပြောနေအဲ့ဒီအညီလေးတိုက်လို့ကိုကတော့လမ်းမှာဂိတ်မှာဖမ်းပါရိုက်ပြီးတော့ထုရိုက်တက်ဖြတ်တယ်လေဘလို့မင်းတို့လိုဆက်ဆိုင်မှုထွက်တော်မှုဆိုတာအဝေးကြီးလောက်ခွင့်မပေးထားတဲ့အရာမလုပ်ဘူးလို့ငါပြောနေတော့မစ္စဘောဘောဟမ်လောက်ခွင့်ရှိလားမင်းတို့စစ်ကောင်စီစိုးမိုးထားတဲ့ဒေတာမှာနော်မကြိုက်မကြိုက်ဘူးပြောပိုင်ခွင့်ရှိလားအေးပြောပိုင်ခွင့်ရှိနေတဲ့ဒါနဲ့မလုပ်ကြဘူးဆိုရင်အခုမင်းပြောသလိုလာပြော စိုင်းဖို့ဂိုင်ပြီးဆန္ဒထွက်ပြဖို့မပြောနဲ့အေးကြီးအနေရောင်ကြိုက်လို့တွတ်တူဝှက်သွားတဲ့လူတော်မှာဖမ်းပြီးရိုက်ဖို့တတ်ဖြတ်နေတာလေဟမ်မရှိဘူးလားစကားဆိုတာလူစကားပြောလူစကားပြောလို့ငါခဏခဏပြောတယ်နောက်မင်းလူစကားမပြောတတ်တော့ဘူးဖြစ်ဖြစ်နဲ့ဒီဟာကဘာဖြစ်လဲဆိုရင်ဒီစစ်သွေးကြွအုပ်အုပ်စုတွေသူတို့လှုပ်ရှားခွင့်ရနေတယ်မှာဒီလိုဖြစ်နေတယ်ဖြစ်တယ်စစ်သွေးကြွအုပ်စုတွေလှုပ်ရှားခွင့်ရမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရှိတဲ့ဒေတာမှာတခါကျရင်ပြည်သူ့ကာကွယ်ဖွဲ့တွေကဆန္ဒထွက်ပြတဲ့ဒေတာတွေရှိတယ်နော်လူတယောက်ကလွတ်လပ်စွာပြောဆိုပိုင်ခွင့်အဲ့ဒီဒေတာတွေမှာမရှိတာဘူး အဲ့တော့မင်းတို့စစ်တပ်ကိုမကြိုက်ဘူးမကြိုက်ဘူးဆိုပြောပိုင်ကိုရှိတယ်အဲ့လိုထွက်ပြောတော့သူတို့အသက်အန္တရာယ်လုံးကြုံတယ်နော်နောက်ဆုံး PDF တွေကိုမကြိုက်ရင်တော့မကြိုက်ဘူးထွက်ပြောရမှာမရှိဘူး PDF တွေကသူတို့မကြိုက်ဘူးထွက်ပြောလို့အဲ့ဒီမှာဘာမှမလုပ်ဘူးဘုံလည်းမကျေဘူးလေရင်လည်းမပြစ်ဘူးဆက်လက်နဲ့လည်းဝင်မစွဲဘူးဟုတ်တယ်နော်ငါပြောတာမှားလားအေးအဲ့လူစကားဆိုတာအဲ့ဒါပြောတာအဲ့လိုလက်တွေ့ကျကျပဲပြောရတယ်နော်စပြောဖုံးထောင်ကြီးရှိမှဘယ်ဟာတာပြောတာလဲဖာနေသားလည်းပြောတတ်တယ်ဝန်ရံလေးလည်းပြောတတ်တယ်ဘောင်စားလည်းပြောတတ်တယ်နော်ဟုတ်တယ်မလားဒါနဲ့အဲ့လိုမျိုးလက်တွေ့ကျကျကိုက်နေဖို့လိုအပ်တယ်ကိုပြောတဲ့စကားတော့ကျွန်တော်ဒီဘက်အခြေအနေပတ်သက်ကျွန်တော်တင်ဆိုးသွားတဲ့ကလစ်တွေပဲကျွန်တော်နားလာစိတ်မကောင်းဖြစ်ရပါတယ် နောက်ဆက်စီမောင်းပြပါဘာဒီကလေးငယ်ကကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်နေဖြစ်တယ်ကျွန်တော်တို့တာသမီတွေပါကျွန်တော်တို့ဒီပုံလေးကြည့်တော့ကျွန်တော်တို့အရာကိုစိတ်ထိခိုက်ရပါတယ်စိတ်ထိခိုက်ရပါကျွန်တော်ဒါလေးလည်းကျွန်တော်တာတာလေးလည်းကျွန်တော်တာသမီလေးလို့ကျွန်တော်ခံစားရပါတယ်တကယ်ဖြစ်စင်ကတော့အကြပ်ပတ်သမားတွေကတို့ရဲ့နိုင်ငံသူပြောရတာနားထောင်ကြည့်နော်ပြန်ဖွင့်ပြမထပ်ပြီးအိုရက်ကမူးကြောင်မူးကြောင်နဲ့ပြောရတာကအကုန်ရှင်းပလိုက်တာတဲ့နားထောင်ကြည့်မင်းတို့ရဲ့အလောင်းလေးကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဒီဝဲချောရပါတယ်ကျဲမယ်ဗျာအကြပ်ပတ်သမားကြီးတို့ရှိရတဲ့အောင်ကျဲတာ တွေ့တယ်နော်တွေ့တယ်နော်ဘလောက်ခါကြလဲအဲ့ဒါပဲယောက်ျားဖားတယ်ဆိုတာမမြင်ဘူးကြည့်ပါနော်ဒီလိုကောင်ရိုးနေဦးမှာကျွန်တော်တို့ကခွန့်နှုတ်မယ်ဆိုရင်လောကမှာလည်းမရှိဘူးကောင်းပြောလားကြည့်လားနော်ဒါဒီဒီပီလိုဖိုင်တစ်ခုထဲမှာနေမင်းအောင်ကျွန်တော်ပြကြည့်နော်အေးအာနာတို့ကခလေးကိုထုတ်ကြည့်လိုက်တာလားထုတ်ကြည့်လိုက်တာအဲ့တော့အရင်အရင်ရက်တည်းကဒီနေ့ဒီလက်ရှိဖြစ်သွားတဲ့ဒီရောင်ပါကျွန်တော်တို့အကြောင်းမှတ်တာမရှိဘူးအကြောင်းမှတ်တာမရှိဆိုလည်းပဲအကြမ်းဖက်သမားတွေကဒီလိုဟာကိုချိန်ကိုက်လုပ်ချင်တဲ့အတွက်သူကထိုးကြည့်လိုက်တာအဲငါတို့ ်အမတက်မတရားမျိုးကြောင်းတာနဲ့လာမယ်တစ်ဖက်မှာသူခဲရနေလို့အဲ့ဒီမိဘတွေကျွန်တော်ပြောတော့ဦးမင်းသားချင်းတွေခိုင်ကြည့်တယ်သူတွေ့တော့ခိုင်ကြည့်တယ်အဲ့တခုကကျွန်တော်ကလေးလေးလာတဲ့အချိန်မှာကလေးလာတဲ့အချိန်မှာကျွန်တော်အပူချင်းရောက်ဖြစ်နေတာဆက်ပေါ့ပါတကယ်ကိုကလုံးဝမဟုတ်ပါတော်တော်ဘုံချင်းမှုလုံးဝမရှိပါဘူးကျွန်တော်အမကပါတယ်ဟောအမကပါတယ်အဲ့ကိုရကတော့ရှင်းပလိုက်တယ်ဆိုတာပြောတာဘယ်ကိုမေကိုလို့ရအောင်ဆိုငါမဆဲဦးနေနေတာနော်မင်းကမဆဲဦးဆိုရင်ရင်ကြီးလို့တော့မဟုတ်ဘူးနော်ဆဲဖို့ဟာတော့မတန်လို့ကွာ မင်းကိုဆင်းရတာမတန်ဘူး။ဘာလို့လဲဆိုမင်းတို့မျိုးလူပြောက်တော့တန်ဖိုးမရှိတဲ့ဒီလိုဘေကဘလောင်းပလဲပြောနေတဲ့ဒီလိုကောက်တန်းစားမျိုးကိုအရင်ပြုတ်ပြီးဆင်းရမှာ။တစ်ခါတည်းငါစဉ်းစားတယ်ငါနှမျောတယ်မလက်တွေ့ကြကြပဲငါစိတ်ပါတယ်မျိုးမျိုး။အဲ့လိုဆင်းနေရတာမတန်ဘူး။နော်ဒါကြောင့်ဒါပဲပြောနေတဲ့ပုံမြင်တော့လက်ကရှားတယ်အပေးရတယ်။ကျွန်တော်လည်းကျွန်တော်ပါတယ်ကျွန်တော်လည်းကျွန်တော်တော့ပါကျွန်တော်တို့အချမ်းပါတမိုင်းမုန်းတယ်အဲ့ဒါကြောင့်မုန်းတာ။လူငယ်လူရယ်လို့ထိုးကြည့်တယ်ကုန်းတယ်။အမေဆင်းရထိုးကြည့်တယ်။ဟုတ်လား။ဟမ်အရှင်နေဟိုဝိနေမိတ်တိုင်ကိုဆရာတော်ကြီးဟို မင်းတို့ပြစ်တတ်ပါတာမလို့လေအဲလုံးကလည်းမင်းတို့တွေအဲ့လိုဖာကြပြီးတော့ဗာ PDF ကပြစ်တာလို့ပြောခဲ့တာဘယ်ခွေးသားတွေလဲဟမ်မင်းမေကိုကိုင်းနေစားပြီးပေါ့လို့မင်းတို့အဲ့လိုစကားခန်းခန်းလိမ့်လည်ပြောနေတာလူဆိုရင်လူစကားပြောနေအဲလုံးကလည်းမင်းတို့ဒီတိုင်းပြောခဲ့တာပဲအချမ်းသာမားတွေကဘုန်းကြီးတွေတန်ခါတော်တွေဘလို့တက်တာအဝင်းနေမင်းတို့ဆရာတို့ပြစ်တာဟမ်အတူတူပါလေကန်တော်စစ်ဆရာတို့မခံနိုင်လို့ထားပြောမှယူကျော်ဆောင်ရင်းနေကြစစ်တပ်ကပြစ်တာဆိုမှဟမ်မင်းတို့ပေါ်တယ်လိမ့်ခဲ့ဘူးကဒီနိုင်ငံတော်အစ်ဖတ်နိုင်ငံတော်ယူယူတော်နိုင်ငံမဟုတ်ဘူးအခုလည်းမင်းတို့ထပ်ပြီးတော့လိမ့်ပြန်ပြီ ဟာတကယ်တကယ်မင်းတို့လေကွာဗစည်းနေစင်မှာနော်ကြည့်လိုက်ဒီမှာကလေးရှိမှန်းသိတယ်အန်ဂျီကဘာပွဲပဲလို့ညာပွဲပဲလို့ဘီသူရှိမှန်းအတတ်မပြည့်တဲ့ကလေးရှိမှန်းသိတယ်ဗာကိစ္စနဲ့မှာဘုံကျက်တက်စရာမလိုကလေး၄၀ကျော်တေွားတယ်အပြစ်မဲ့ဘီသူ၁၆၀ကျော်တေွားတယ်အဲ့ဒါမျိုးအကြမ်းဖက်တာမဟုတ်သေးဘူးလားမပူနဲ့အဲ့ဒါတွေအတွက်အကုန်ပေးဆက်ကမှာနော်အဲ့ဒီမှာလုံတဲ့ကောင်းနေဘုံမင်းတို့တွေပါပေးဆက်ကမှာမပူနဲ့ဒီအကျွေးကိုမင်းတို့ကျင်းနေပြန်ပေးဆက်ကမှာနောက်ဆုံးကျွန်တော်တို့ဒီမှာကလေးငယ်တွေကထိုးကျူလိုက်တာအဖြူစဲလေးကိုထိုးကျူလိုက်တာအနိုင်ငံကိုချပြတယ်ဒီကတော့နာဆကားနဲ့နိုင်ငံကဖွဲ့တယ်တန်တမန်ဒီစံ ကိုယ်တွေရင်းနှီးမှုလို့ဆိုမကြိုက်ဘူး။ဒါကြောင့်လည်းဆိုနောက်ဆက်ကဥပဒေကပြီးခဲ့တဲ့ရက်ကကျွန်တော်ရရှာနေကြရတယ်။အဲ့ဒီရရှာနေကမှကျွန်တော်ပြန်ချက်မှပြန်ကတ်ကုန်ယူတာပေါ့လား။ကျွန်တော်ကျွန်တော်နေငယ်အချိန်ရောအချိန်ပဲရုပ်ောက်ကြအချိန်ကိုဆုံးခဲ့တယ်။အဲ့ဒီဟာကိုပြလာနေတော့မပေါင်းနဲ့ဒီမှာပြည်သူတို့လုံးနေဆိုတဲ့အောက်လုံးဟုတ်ကဲ့အဲ့ရဆောက်ပါကြီးအန်ဒီကလေးတို့ကထုံးမချူပါနဲ့ထုံးမချူမဟုတ်မင်းတို့ရွတ်တော့ပွဲကိုထောက်ခံနေဆိုတဲ့အကြောင်းတရုတ်ဘက်ကလည်းမတင်ထားဘူးနော်တင်ထားတာရှိလားပြီးရုရှားဘက်ကတော့တင်ထားတာရှိလား မင်းအမေလေးပဲလေးပေါ်မှာစောက်ပတ်ကြီးတွတ်လေးလေးရုပ်နေသူ့ကိုထောက်ခံပါတယ်ပြောတာလည်းရှိတယ်နော်အဲ့ဒါနဲ့အန်ဂျီကဒီကလေးထိုးကြည့်ရောအေးထိုးကြည့်ရဆိုငါဘယ်နဲ့ပြောလို့အန်ဂျီကထိုးကြည့်တာအဲ့ကလေးတွေဦးမင်းတန်းကြီးအဖေအမေကြီးကိုမောင်မတ်တွေကထိုးကြည့်ခံလိုက်တော့လားလူစကားပြောဒီလားမင်းတခုံးပြောတယ်မင်းမေအဖိုးမိုင်းဖြစ်လေနွားမိုင်းဖြစ်လေဘာလို့ဆိုတော့မင်းပြောတဲ့စကားတိုင်းလူစကားမောင်းတဲ့အတွက်မင်းမေကတိရစ္ဆာန်ဖြစ်လိုက်မင်းတခုံးပြောလိုက်မင်းမေတိရစ္ဆာန်ဖြစ်လိုက်မင်းတခုံးပြောလိုက်မင်းမေတိရစ္ဆာန်ဖြစ်လိုက်ဘာလို့ဆိုလူဆိုရင်လူကမွေးလူစကားပြောရမယ်လေအခုလိုပေါက်ပန်းလေးတွေတိရစ္ဆာန်စကားပြောတာဖွေးပြောခွေးရောမိုင်းယူဟုတ်တယ်မလားခလေးတွေကိုထိုးကြွေးတယ်လေမင်းတို့ဆက်ဆံရုံတို့ကြွေးဆိုတော့ထိမရှိလားလို့ ဟမ်အဲ့ဒါခွေးစကားလေအဲ့တော့မင်းတခုံးပြောလိုက်ပြီနောက်ဆိုမှတ်ထားပြောဆိုပြီးလာတတိယနေ့ပိုင်းလို့ပေါက်ကက်ပြောလို့မဆိုငါပြောရစကားလေးမှတ်တာအော်ငါမဟုတ်တာပြောရင်ငါမေးခွေးမှဖြစ်တော့မယ်ငါမေးနွားမှဖြစ်တော့မယ်အဲ့လိုလေးတတိယအဲ့ဒါဆိုမင်းနဲ့တော်လာလိမ့်မယ်ဘာလို့အခုမင်းတို့ကြည့်ရတာမင်းကဒါနော်ဘယ်လိုက်ဖြစ်နေပြီမင်းမင်းပြောနေတယ်မဟုတ်တော့ပြောဖို့တော့မင်းတို့မတိတ်ဒါရဲ့ကြီးလေးတဲ့အဖြစ်ကြီးရှက်စရာကြီးသလိုမင်းစိတ်ကမတွေးတော့မထင်တော့မခံစားတော့အဲ့တော့မင်းတို့ပုံမှန်ပြောပြောစီအတိုင်းပဲမင်းတို့ကနော်ဘယ်လိုက်ပုံမှန်ဖြစ်သွားလိမ့်မယ်မဟုတ်တော့မဟုတ်တော့ပြောမယ်ဒီအတွက်အစ်စစ်ပေါ့ကပြောရတာပဲအဲ့လိုဖြစ်လာ ဲ့တော့အဲ့ဒါကိုမင်းတို့ပြန်ပြီးပြင်နိုင်ဖို့တော့ငါစေတနာရှိလို့ပြောတာပေါ့မင်းတို့လူကောင်းတယောက်ဖြစ်စေချင်လို့နော်နောက်ဆိုရင်အဲ့လိုကိုမဟုတ်တော့အဟုတ်ပြောနေတယ်ဟာကိုစီပြောလာတယ်ငါမဟုတ်တာတခုံပြောလိုက်ငါမေခွေးမှဖြစ်လိမ့်မယ်ငါမေနွားမှဖြစ်လိမ့်မယ်ဒီလားအဲ့လိုမျိုးပြန်တွေးပြီးအဲ့ဒါဆိုတစ်ဖြည်းဖြည်းနဲ့အဲမကောင်းတဲ့အရာတွေမဟုတ်တာတွေတိတ်မပြောရဲတော့ဘဲနဲ့မင်းလူကောင်းတယောက်ဖြစ်လာတယ်နော်အကျေစုဘုံလေးဖြစ်လို့ပြောတာခင်လို့မင်းတို့သတိပေးတာတိလားနော်ဆက်ပြောပြောရမယ်ခမောင်းကြောင့်ဘွားပြသွားတဲ့ပြည်သူအများကြီးပဲကလေးတွေအများကြီးပဲအများကြီးပဲခမောင်းတော့ရုံးမှရက်ဆက်တယ်မရှိဘူးတိတ်ကိုရက်ဆက်ပါကြီးဟုတ်တယ်ခမောင်းတော့မှတကယ်ရုံးမှရက်ဆက်တယ်ကွာခွင်းပြိုးလေးကွာ အကျပ်ပဲအားလိုက်ပေကျေးဇူးနဲ့ပေးပါလေကွာကြာရှုံးစီကွာပြန်ပေးစားလိုက်ပြန်ကြာဆုံးဒီသူအကျပ်ဖက်တော့ကြာဆုံးစီချလိုက်ပြန်ပေးစားကြမယ်ဟုတ်ပဲအခုတူပြောရတာဒါကျွန်တော်တခင်တမမဟုတ်ဘူးကျွန်တော်တရင်မှာပေါ့ကျွန်တော်တော်လိုင်းမှာထောက်ဖို့လုပ်နေတယ်လူတယောက်နော်ဒီလူတွေတိတိတဆန်ရှိအောင်လို့ခုနကပြောအားတဲ့အချိန်မှာကျွန်တော်တရင်တွေလုပ်ပေးတယ်ပြီးလို့ရှိရင်ဒီလူမျိုးမဟုတ်တာတွေကိုဝါတာဖြတ်နေတဲ့အကြောင်းကျွန်တော်တို့ကပြန်လည်ပြီးတော့အမှန်တရားမြင်အောင်ကျွန်တော်အချက်နဲ့လည်းပြန်လည်ထောက်တာပဲရှိတယ်ကျွန်တော်တရင်တမမဟုတ်တရင်မီဒီယာမီဒီယာပညာနဲ့ကျွန်တော်တက်တာပေါ့နော်ဒါပေမဲ့သူတို့ကသူတို့တရင်တမမီဒီယာမှာသူတို့အမိခံပြီးတော့လုပ်နေတာဒါပေမဲ့အခုတော်ဆုံးပြောရတဲ့ဇာတ်ကားတွေက တတိယမှာတယောက်ရဲ့ကျင့်ဝတ်တိတ်ခါညီရလာအဲ့ဒါပဲနော်အခုလက်ရှိဒီပိုင်းဖြစ်နေအရှင်းပါဒီပိုင်းဖြစ်နေမှာထွက်ရှင်တဲ့ဆံပါကြီးဆိုတာအကြောင်းဆံပါနော်ကတိကတူကဒီပညာတက်ကတော့ကတိကလာနေအဲ့တော့ရှင်းမဲ့ရေးရတဲ့ပတ်သက်လို့တူကကြွချင်မှုရှိတာမဟုတ်ဘူးအုံလည်းဘုံလည်းလာပြီးကြဲပါအုံပွင့်ထွက်ကလေးသေးသွားတယ်ဒီမှာသွေးပူတူပြောနေတယ်ပေါင်ငါဘုံလည်းပြောပြောမယ်ဘာပေါင်တချွတ်ကလေးနော်လက်ရှိတော်နိုင်မှာပေါင်900ဘုံလို့ကပေါ်နေတယ်ပေါင်900ဘုံဆိုတာဘယ်လိုဟာမျိုးလဲပေါင်200ဘုံဆိုတာဘယ်လိုဟာမျိုးလဲမတိဘူးပြည်သူတွေကပေါင်တော်နိုင်မဲ့အထက်မှာချွတ်ရဲပေါ်နေတာမတိဘူး ဒါကျွန်တော်ပို့နေမှာဘာဖြစ်လို့ဆိုပြီးသူတွေလေးပြစစ်ဒီစစ်တင်နန်းနေတဲ့ထဲထဲမှုတက်လာဒီစစ်မဲ့ရေးရတယ်တော့ဒါတွေတက်ပြီးတော့အချိန်ယူတင်ကြပြီးတော့လာတဲ့လက်နက်ကန်ရတာပေါ့ကျွန်တော်တို့တာမန်ပြီးသူကိုလို့ကိုလို့ပြီးတော့မခံချင်စိတ်နဲ့ဒီမတရားတဲ့စိတ်ကိုမခံချင်တော့အာနာသိမ်းတော့နော်ငါတို့လက်ထက်မှာရောက်တော့စိတ်နဲ့လက်နက်ကန်တိုက်ကဖြစ်တဲ့အတွက်လုံးလုံးဆက်လက်နက်ကန်ထားလို့လားစစ်သားတယောက်ဗီဒီယိုတယောက်ဖြစ်နေတာအဲ့တော့သူ့လိုကိုပြီးသူပဲအဲ့တော့လူတိုင်းအပေါင်း900ပေါင်းကဘယ်လိုလဲပေါင်း900ပေါင်းပြီးတော့စာပြလက်တွေ့တင်ထားတယ်လူတွေမဟုတ်ဘူးလက်ထောက်မှုနဲ့ပဲကြည့်ရတယ်အဲ့တော့လာကြည့်ရွားတဲ့အကောင်ပွတ်ထွားရတဲ့အပေါင်း900ပေါင်းနဲ့ကြည့်ရွားတယ်ဘာလို့လဲနည်းနည်းလေးနဲ့တနိုင်ငံလုံးပေါင်း900ပေါင်းနဲ့ပတ်ကျင်းနေတာပေါ့ ဟုတ်တယ်မလားဒါပေမဲ့လက်ရှိဒီဘိန်းပြစ်စင်မှာပေါင်900ပေါင်းနဲ့ကျင်းမယ်ဆိုရင်တွင်းချက်ကြီးလိုအမှုဖြစ်သွားမယ်မတွေ့ဘူးဒါပေမဲ့နိုင်ငံတကာကပိတ်ဆို့ထားတဲ့ကစ္စနာဘုံဆိုတာရှိတယ်ဘုံဒီအလုံးထဲမှာဘုံဒီအသေးလေးအများကြီးထည့်ထားတယ်ဒီကောင်ကကျဲချိုက်တာနဲ့လင်းပေါ်မှာကွဲပြီးတော့အိတ်ခါလေးနဲ့အကုန်ပြပြီးတော့ထခွဲအောင်ဆိုတော့လက်ရှိဒီဘိန်းပြစ်စင်ကိုကြည့်လိုက်လို့ရှိရင်အုံနိုင်ရည်မှာကွဲထားတာလေမှန်ထားတဲ့အရာတွေအပေါင်းတွေအပေါင်းတွေပွင့်တဲ့အရာတွေအဲ့ဒါတွေအားလုံးဟာနော်ဒီကစ္စနာဘုံကွဲတဲ့ပုံစံနဲ့ဆင်းတယ်ဒါကြောင့်မို့လို့ ျွန်တော်တို့ဝင်ဖြစ်တယ်ဆိုတာကဒီဘိန်းမှာဖြစ်သွားတာဒီဒါဟိုတိုင်းတက်ဖွဲ့တွေကလည်းကြီးကြီးအကျဘလို့ထွက်ပြီးဒါဘလို့ပုံစံမျိုးမနေ့ပြောရဆိုတာထွက်ပြောတဲ့ဟာဗီဒီယိုဖိုင်မတွေ့သေးဘူးဒါပေမဲ့သူတို့ဆွဆွဲတယ်လို့နော်ဒီထဲမှာရန်တိုက်ကြီးတို့ထောက်ကွဲတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတယ်လို့ဒီမှာသူတို့ပြတဲ့ဘူးဘနေမှာဘူဒီစီပိုက်အခွန်တွေတဘုံကြီးမပြားဘုံကြီးလောက်နေတဲ့ဟာပြန့်ကျင်းနေရမှာပေါ့အဆတွေ့လားကျွန်တော်နောက်တစ်ခွက်ခလေးတွေထိုးကျွေးတယ်ဆိုရင်အဲ့ဒီညီကောင်မောင်မဦးမင်းသားချင်းပြိပတွေကပါစားပိတ်ပြီးနေပါလားစင်ကြတိသူတို့ပြောသူတို့ဗာသူတို့ကတန်တမာရုပ်ထိတဲ့အောင်အင်ဂျင်နီယာထိုးကျွေးဆိုအဲ့ဒီမိသားစုရေကုန်မောင်မတ်တွေကပါစားပိတ်ပြီးနေပါလား နော်အခုလေအမလေးနှစ်စီးလာပြီးကျဲသွားလဲဆိုတာအမပါတဲ့ခလေးရဲ့အဖိုးကိုလည်းပြောထားတယ်။နော်ရှင်းနေတယ်ခင်ဗျာ။အဲ့တော့ဘာဖြစ်လို့လိန်တာလဲ။ဆက်ပြားဘာကြောင့်မပီတာကြတာလဲ။ဟမ်ငါတို့ဟုတ်တယ်ငါတို့နားမထောင်နဲ့ငါတို့စကားနားမထောင်လောက်မှမဲ့ငါတို့ကုန်တတ်တယ်ကွာ။ပြောလေဝန်ခံလေ။ဟုတ်တယ်မလား။မင်းတို့ကပြည်သူကိုလည်းကြောက်အောင်လုပ်ချင်တယ်။မင်းတို့ကိုနိုင်တဲ့ဝန်မခံရဲဘူး။ဟမ်အဲ့တော့မပြုလို့ပြောနေပြပြောရမယ်နော်။မင်းအောင်နိုင်ရစပြီးတော့မင်းတို့အောင်နေတီခေါင်းကထပိပတ်ထားလိုက်။နော်ထို့ဆိုနောက်တစ်ခါတည်င်းတင်တော့မယ်ဆိုရင်မပြုလို့ပြောတာနော်။ငါပြောရမှာမဟုတ်ဘူး။ နော်အခုမဘူးတော့ကောက်လာတာမသိစီတမ်းစီတမ်းမသိမနေ့အဲ့စကားပြောပြီးတည်းပြောက်သွားတယ်နော်ခေါင်းကထမိန်လေးပတ်ထားတယ်တိလားမင်းအောင်အိုင်ကဆက်ပြီးတော့မင်းတို့ကောက်မယ်ဒီထမိန်လေးပတ်ပြီးတော့စကားပြောနော်ဆော့ဆော့ကြည့်ရအောင်တိလားဘယ်မှာဒါစကားတွေဘယ်မှာဒါစကားတွေပြောနော်ကြောင်စိုးဟမ်မင်းကရိုးပဲကြံတော့တာတိလားမင်းဟာဂျင်းတရင်တွေပဲပြောင်းနေလို့တိလားမဟုတ်မမှန်တရင်တွေပြောင်းနေလို့ဟမ်မင်းအယူပဲကြံတော့မယ်တိလားဟမ်မင်းရဲ့အရေးချင်းနဲ့မင်းရဲ့တရင်ချင်းညာချက်တွေ့ နော်မင်းလုံနေတဲ့ဟာတွေနော်ငါပါမလိမ့်နေတဲ့တနခါလောက်တောင်ပတံဖို့မရှိဘူးဆိုတော့မင်းမှတ်ထားဒါပဲနော်ဟုတ်ပြီပရိသတ်ကျတော့ဒီကိုစီပြောသွားတဲ့ဘောပရိသတ်ကျတော့အမြင်သုံးသချက်လေးတွေ comment မှာမှတ်ပေးကြပါဆောင်းထီကြီးစုပရိသတ်ရောက်စီတိုင်းအရင်ကြီးစုတင်ပါတယ်ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်โอเค bye bye